ီနေ့ရီးစားလေးအကြောင်းပြောရအောင်ရီးစားလေးအကြောင်းဆိုတော့စိတ်ဝင်စားသွားကြပြီမလားတင်းနဲ့မှចောင်းသားတွေမိခွန်းအထုတ်ဆုံးကဘာလဲဆိုရင်စမ်းစစ်ဖြစ်တဲ့ဆိုတော့ဂျပန်လိုဘလို့ပြောရမလဲတို့ရီးစားကိုဂျပန်လိုဘလို့ပြောရမလဲတို့နေကြပါလေဆိုတော့ဒီခိုးကြီးပီတိုဆိုတဲ့သကလုံးကိုတော့အလုံးသေးကြပေါ့တီဂီတာဖြစ်မှာပါနော်ဒီခိုးကြီးပီတိုမှာဘာလို့ဟီတိုကနေဘီတိုဖြစ်သွားတာလဲဆိုတာကိုရောမေးဘူးလားစဉ်းစားဘူးလား ဒီနေ့ဗီဒီယိုမှာဒီလိုဖြစ်လာရတဲ့အကြောင်းရင်းကိုရှင်းပြပေးမယ်เนาะဒီလိုမျိုးအတန်ပြောင်းတာကို pan on gan show လို့ခေါ်တယ်။မြန်မာလိုပြောရရင်အတန်ပြောင်းခြင်းဖြစ်စဉ်လို့ပြောလို့ရတာပေါ့။ pan on gan show ဆိုတဲ့အတန်ပြောင်းလဲခြင်းဖြစ်စဉ်ဒီထဲမှာ grand တစ်ခုဟာအထင်ရှားဆုံးတစ်ခုဖြစ်ပါတယ်။ ရန်ဒါခုဆိုတာကသကလုံးနှလုံးဒါမှမဟုတ်ရင်နှလုံးထက်ပိုတဲ့သကလုံးတွေပေါင်းဆက်တဲ့အခါနောက်ကသကလုံးရဲ့အစအခရာအတန်ဟာဆေးဥလို့ခေါ်တဲ့တန်တန်နေမာတို့တွေမပါသေးတဲ့အခရာကနေဒါခုဥလို့ခေါ်တဲ့တန်တန်တင်တဲ့အခရာအဖြစ်ပြောင်းလဲသွားတဲ့ဖြစ်စဉ်ကိုပြောတာပါဒါပေမဲ့အဲ့လောက်ထိလည်းရိုးရှင်းမနေပါဘူးသူ့မှာစီးမြင်လေးတွေရှိတယ်အဲ့ဒီစင်းမင်းတွေကိုရန်ဒါခုဖြစ်လေတဲ့အုပ်စုနဲ့ရန်ဒါခုမဖြစ်လေတဲ့အုပ်စုဆိုပြီးတော့အုပ်စုနှစ်ခုခွဲပြီးရှင်းပြပေးမယ်နော် ရမ်တခုဖြစ်လေတဲ့အုပ်စုကရှေ့စလုံးဂေါ်ဤတခုခုနဲ့နောက်စလုံးဝါခော့ပေါင်းတဲ့အခါရမ်တခုဖြစ်လေတဲ့အုပ်စုဖြစ်ပါတယ်သူတို့ဝါခော့ကပါလေဝါခော့ဆိုတာဂျပန်မှာအရင်အရင်ကတည်းကတုံးလာတဲ့ခုတို့ကတနည်းအားဖြင့်မူရင်းအတန်ထွက်ခွန်းယော်မီဖြစ်တယ်ဒီတော့ run dark ဖြစ်လေတဲ့အုပ်စုကိုအသေးစိတ်ဥပမာလေးနဲ့လေ့လာကြည့်အောင်။နံပါတ်1ဝါခေါနဲ့ဝါခေါနဲ့ပေါင်းတဲ့အခါနောက်ကဝါခေါရဲ့ရှေ့ဆုံးအခရာက ခါလိုင်းစာလိုင်းတာလိုင်းဟာလိုင်းဖြင့် random ခုဖြစ်တာများတယ်ဥပမာခိုးဤပိတိုတဲကားမီပူတာကိုအေခိုဒိုမိုအီကေဘာနာအာဝိုဇိုရာတိုခီဒိုခီမူရှိပါနမနှစ်ခန်းကောနဲ့ဝါကောပေါင်းတဲ့အခါသူလည်းအတူတူပဲနောက်ကဝါကောရဲ့ရှေ့ဆုံးအခေယာကခါလိုင်းစာလိုင်းတာလိုင်းဟာလိုင်းဖြင့် random ခုဖြစ်တာများတယ် ခန်းကိုဆိုတာကတရုတ်ကနေဆင်းသက်လာတဲ့စကလုံးဖြစ်ပြီးတော့တနည်းအားဖြင့်တရုတ်အတန်ထွတ်အွန်းယော်မီကိုဆိုလိုပါတယ်။ဒီတော့ခန်းကိုနဲ့ဝါကော့ပေါင်းတဲ့ဥပမာလေးတွေကြည့်ကြည့်အောင်။ရှီကော့တိုခိုင်တန်ဇူရှိကွန်ဒါနာဘန်ဂူမီခီဂျောဘူကူရိုခီဂျောဂူဂျီနံပါတ်3ဒိုင်းလိုင်းကိုနဲ့ဝါကော့ပေါင်းတဲ့အခါသူလဲတူတူပဲနောက်ကဝါကော့ရဲ့ရှေ့ဆုံးအခေယာကခါဆာတာဟာလိုင်းဖြစ်ရင် ရန်ဒခုဖြစ်တာများတယ်။ဂါရိုင်းကောဆိုတာကနိုင်ငံခြားဘာသာစကားကနေဆင်းသက်လာတဲ့စကားလုံးဖြစ်ပါတယ်။ဆိုတော့ဂါရိုင်းကောနဲ့ဝါကောပေါင်းတဲ့ဥပမာလေးတွေကြည့်ကြည့်ရအောင်။ကျဘစ်စုဘာတာခေပန်ပကူရိုယေဘူးရှာအဖြစ်ခြုံပြောရရင်နောက်ကစကားလုံးဝါကောဖြစ်ရင်ရန်ဒခုဖြစ်လွယ်တယ်လို့ဆိုလိုပါတယ်။ဟုတ်ပြီဒါဆိုရင်ဒီစကားလုံးလေးကိုကြည့်အောင်။ရှိကပြောထားတဲ့စီးမင်းအရာဆိုရင် ခါနာဒါဘဖြစ်တင်ပေမဲ့နောက်ကဝါကောမှာဒါခုအွန်ပါနေရင်ရန်တခုမဖြစ်တော့ပါဘူးဥပမာယက်ခီဆိုပါတဲဆိုဒါဥတို့လိုမျိုးပေါ့နောက်ထပ်ချင်းချက်နေနဲ့ရှေ့စကလုံးနဲ့နောက်စကလုံးကစန့်ကျင်ဘဖြစ်နေတဲ့အခါတို့နေပယ်တခုထဲမှာပဲရှိနေတဲ့အခါတို့ဆိုလို့ရှိရင်ရန်ဒါခုမဖြစ်တာများပါတယ်ဥပမာဒီခီခိုင်ရီစုခီခီရိုင်း ရန်တာကုန်မဖြစ်လေတဲ့အုပ်စုကိုဒီဗီဒီယိုကြည့်ရတာအဆင်ပြေတယ်စိတ်ဝင်စားကြတယ်ဆိုရင်နောက်ထပ်ဆက်လုပ်ပေးမယ်နော်ဗီဒီယိုလုတ်ပေးစီခြင်းနဲ့အကြောင်းအရာလေးတွေရှိရင်လည်း comment မှာမှန်းခဲ့ပေးလို့ရပါတယ်ဒီဗီဒီယိုကမင်းနဆန်တို့အတွက်အကျိုးတစ်ခုရသွားတယ်ဆိုရင် like share subscribe လေးလုပ်ပေးခဲ့ပါဦးနော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်